6400တန်ပါတယ်ဘာလို့3400တန်လဲဆိုတော့ကျွန်တော်အခုပြောပြပါမယ်အခုဒီမှာမြင်နေရတဲ့ရေတိုင်ကြီးတစ်ခုတည်းကိုပဲ3250တောင်တန်ပါတယ်ဒီမှာမြင်နေရတဲ့အိမ်စောကလည်း3160တောင်တန်ပါတယ်အခုမြင်နေရတဲ့အော်လင်းဆိုတဲ့ဖောက်ကလည်း3000ဝန်းကျင် ရှိတာပဲဖြစ်ပါတယ် ။ဒါတော့မှပစ္စည်းလေးမျိုးပဲရှိပါသေးတယ်။ပစ္စည်းလေးမျိုးရဲ့တန်ဖိုးတော်မှာ3600ဝန်းကျင်ဖြစ်နေပြီပေါ့နော်။ဒါတခြားကျွန်တော်တို့ထပ်ပြီး update လုပ်ထားတဲ့ကျွန်တော်ဂွေတွေတို့အဲဒီမှာ ECU တွေနောက်ပြီးတော့ကျွန်တော်တို့တခြားအစုံအစုံလင်းပေါ့ဗျာအများကြီးပဲဒီဈေးတွေမပါသေးဘူးပေါ့နော်။နောက်ပြီးကျွန်တော်ဒီမှာ mechanic ငားထားတာဒီတစ်ခေါက်ဆိုလို့ရှိရင်ဘတ်3000ကျော်ပေးရပါတယ်။ကျွန်တော်တို့တစ်ခေါက်တစ်ခေါက်လာပြင်ရတာမလွယ်ဘူးပေါ့နော်။နောက်ပြီးကျွန်တော်ဒီလိုမျိုးဈေးနှုန်းတွေကိုပြောပြရတယ်ဆိုင်ငယ်ဈေးနှုန်းတွေပြောပြရဆိုတော့ကျွေတာလည်းမဟုတ်ကြွားတာလည်းမဟုတ်ဘူး။တော့တကယ် international မှာအခုလိုမျိုးတခြားလူတွေနဲ့လာပြိုင်ဖို့အတွက်ကအခုလိုမျိုးဆိုင်ငယ်တွေကအရန်ကောင်းနေမှာရမယ် ပေါ့နော်ဆိုင်ငယ်ဆိုတာအဲ့လိုမျိုးဟိုကျွန်တော်တို့တွေက update တွေအများကြီးလုပ်ပေးမှာဆိုင်ငယ်ကပိုပေါ့လေပုံမြန်တယ် horse power တွေပိုထွက်တာပဲဖြစ်ပါတယ်အဲ့တော့ကဲအဲ့ဒါဟိုဘက်မှာဒီနေ့ final တော့ကိုပထမဆုံးရသွားတဲ့လူတွေကိုစုပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပွဲကအခုညနေ3:00နာရီခွဲမှာကျွန်တော် GPN page နဲ့ live လွှင့်ပေးပါမယ် round 4အတွက် final day ပါဒီနေ့ရမယ်အဲ့တော့ကျွန်တော်တို့အားပေးဖို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးမျှော်နေပါမယ်